ရင်တော့ကတော့စပင်ကအီမိုတို့ပါခက်စားတဲ့အချိန်အီမိုအီမို fashion တွေဆိုလဲကျွန်တော်တို့ကဝတ်ရတာပဲလေအရင်တော့ကျွန်တော်တို့ခက်ကလေအီမိုပဲရှိတာပေါ့ဆိုတော့အဲ့စပင်ဆိုလဲအဲ့တော့တချမ်းဆောင်အဲယောက်ျားလေးပူဆိုတာကစပင်ပဲအဓိကလုပ်ဆရာရှိတာဆိုတော့အဲ့ခက်ခါတော့လေအဲ့ခက်ခါရောက်တယ်နော်ဟုတ်တယ်ငငယ်ကြီးနည်းနည်းကြီးလာတော့လေအခုကြီးလာတော့လေအဲ့လိုရှွတ်ရှွတ်ချက်ချက်ဝတ်ရတဲ့ fashion ဆိုရင်ကျွန်တော်အဆင်မပြေဘူးအဲ simple is the best ပဲဗျအဲ့ဒါအမှန်ပဲအဲ့တော့ ဟိုအရှင်းဆုံးကအကောင်းဆုံးပဲဒါအယောင်လေးရွေးချက်ပြီးတော့ပဲဟိုဖြစ်တာနဲ့တော့ရိုးရိုးရှင်းရှင်းလေးပဲနောက်ပိုင်းဝတ်ဖြစ်ပါတယ်ဗျဟုတ်ကဲ့အဲ့ဟုတ်ကဲ့ကျွန်တော်နောက်ပိုင်းကျတော့လေရှင်းအဲ့လိုရှင်းရှင်းကအကျိုက်ဆုံးပဲရှင်းရှင်းလင်းလင်းပေါ့နော်ဟိုအဲ simple is the best ပဲဗျအဲ့ဒါအမှန်ပဲအဲ့တော့ဟိုအရှင်းဆုံးကအကောင်းဆုံးပဲ ဒါအယောင်လေးရွေးချယ်ပြီးတော့ပဲဝတ်ဖြစ်တာပဲကြော်ရိုးရိုးရှင်းရှင်းလေးပဲနောက်ပိုင်းဝတ်ဖြစ်ပါတယ်ဗျဟုတ်ကဲ့အဲ့ဒါလည်းစက်ကြတယ်အဲအဲ့ဘောကိုနဲ့လိုက်ဖတ်မဲ့ဝတ်စားတော့နည်းနည်းကိုကကိုတော့ချိန်ဝဲရတာပေါ့နော်အာဆိုတော့လေစမတ်ကြတယ်မကြဘူးဆိုတာအဓိကတော့ဟိုကိုလည်းကြိုက်တယ်ကိုနဲ့လည်းလိုက်ဖတ်မယ်လို့ထင်တဲ့ဝတ်စားမျိုးလေးပဲရွေးဝတ်တာလေအဓိကကြမှာထင်တယ်ရှုပ်ရှင်းနေတယ်စိတ်ရှုပ်တာစိတ်ရှုပ် ဟုတ်တယ်ငငယ်ကြီးနည်းနည်းကြီးလာတော့လေအခုကြီးလာတော့လေအဲ့လိုရှွတ်ရှွတ်ချက်ချက်ဝေးရတဲ့ fashion ဆိုရင်ကျွန်တော်အဆင်မပြေဘူးပုံမှန်နေနေကျွန်တော်က t-shirt အဖြူနဲ့ဘောင်းမီတိုတထဲနဲ့ပဲနေတာများတယ်အပြစ်မှဆိုရင်ပွဲတွေပါတက်မှတာလေဒီလိုစုပြပါရုပ်ဖြစ်တာပါဆိုတော့အဲ့လိုပုတ်ပုတ်ပါပါပဲကြီးလာတော့လေနေချင်တယ်အဝတ်စားဝတ်တာစားအဲ့လို t-shirt ဝတ်တာတော့ဟိုခန္ဓာကိုယ်ပေါ်မှာတင်ထားတဲ့တင်ထားမှသိမသိတာတီရှပ်မျိုးလေးပဲဝတ်ပြပါပါလေးတွေပေါ့နော်အဲ့လိုဟို ျော့ပျော့လေးတွေပေါ့အရန်နည်းနည်းထူတဲ့ဒီ shadow ဘောက်ဆိုတော့လည်းနည်းနည်းစိတ်အိုက်တယ်အဲ့လိုမျိုးခံစားရဆိုတော့အာဒါပေမဲ့လည်းပွဲတွေပါရရှင်းတော့လည်းဝဖြစ်ပါတယ်ပြင်မှာကိုယ့်ကိုယ်နေရချိန်ကြတော့လို့ပေါ့ပေါ့ပါပါပုံပြီးဖြစ်လို့ပေါ့ညကြည့်ပြချင်အဲ့လို fashion တွေရောစမီး design တွေရောညကြည့်ပြချင်ဘယ်လိုလဲအဲအဲ့ဒီခေတုံးကလည်းခေခြေနေရပါလေနော်ဆိုတော့ပြန်ကြည့်ရောလေဒီချိန်မှာပြန်ကြည့်ရောရည်ချင်စရာကြီးရောဖြစ်တာပေါ့ ။ဒါပေမဲ့လည်းအဲ့ခစ်ကလည်းအဲ့လိုမျိုးကိုရီးယားအဲ့လိုပြောတော့ကျွန်တော်တို့ငငယ်တုန်းကကြတော့အများကြီးကြည့်စရာလည်းမရှိဘူးလေ။အခုလို Facebook တို့ Instagram တို့ Pinterest တို့အများကြီးပေါ့နော်။ YouTube တို့အဲ့လိုအများကြီးမရှိတော့ဟိုကိုထင်ရကိုဝတ်ရတဲ့အခြေအနေပေါ့။အခုကြတော့ဟိုကိုကြည့်ကျင်တဲ့ဟာဆိုရင်တော့မလိုက်ရိုက်ရှာလိုက်တာနဲ့ကြလာတဲ့ခစ်ပြသွားပြီဆိုတော့အဲ့ဒါလေးကတော့ပြောင်းလဲသွားစေတာပေါ့အများကြီး။ဒီနေ့ညီလေးတော်တော်လေးလိုက်ရမယ် ိမ်မော့ဟိုကျွန်တော်ကတော့ခင်းနဲ့အညီလိုက်တယ်ဆိုတာထက်ကျွန်တော်ခုနကပြောသလိုပေါ့နော်ဟိုရိုးရိုးရှင်းရှင်းနဲ့အဲဝတ်တဲ့ fashion ကိုပဲကျွန်တော်နောက်ပိုင်းပို့ပြီးသဘောကျတယ်ခက်ပက်ရောက်နေတဲ့ဟာဥပမာဒီဘက်ခက်ရောက်နေတဲ့အရန်ပွားတဲ့ဝတ်စားတော့ပါဆိုရင်ဒီဘက်ခက်ဒီပေါင်းမြေပွားတော့ပါအင်းကြီးအကြီးကြီးဝတ်ဟို oversize တွေပေါ့နော်ကျွန်တော်နဲ့ဆိုရင်ကျွန်တော်တိတ်ကျွန်တော်နဲ့တိတ်မလိုက်ဘူးလို့ကျွန်တော်ခံစားရတယ်ကျွန်တော်တိတ်မဝတ်ဖြစ်ဘူးပေါ့ဟိုအဲ့လိုမျိုးပေါ့နော်ဆိုတော့ဒါမဲ့ ဒီ pack kit ကလေးလူငယ်တွေနဲ့တော့ဒါအားလိုက်တယ်ဆိုတော့ကျွန်တော်ကကြတော့လဲအရွယ်တစ်ခုရောက်လာတာဆိုတော့ခါလီရောလဲအဲ့လိုပုံပေါ်ပါသွားရဲ့နေရာမျိုးကဘလို့ဝဲပေါ့နော်ဟိုမဲ့တို့ပေမဲ့လဲချိန်ခွင့်ရတာအဲ့လိုမျိုးလေးရောရှိတယ်ကိုကဒါလူကြီးလိုတော့ဒါခံစားနေပါအေးမော်ဟိုလူကြီးပဲဖြစ်လာပြီပဲလေနော်လူကြီးလိုခံစားရမှာပေါ့အရင်ငယ်တုန်းကလိုမျိုးတော့ပြောချင်တာပြောလုပ်ချင်တာလုပ်လို့တော့အများကြီးရတော့ပေါ့နော်ကြီးလာတော့လဲကြီးလာရဲ့လေအဓိကတော့ ဆင်ကျင်ရတာတွေရှိတယ်ပို့ပြီးတော့လေးနက်ရတာတွေရှိတယ်အဲ့လိုမျိုးတွေဖြစ်သွားတာပေါ့ကျွန်တော်ဆို island fashion ဆိုပြီးတော့ fashion စီးပေးကြတာကဟုတ်ကဲ့ fashion ကြောင့်လည်းဒီတော့ငါတို့က try ဖြစ်ခဲ့အောင်ကျွန်တော်ကတော့စပင်ကဟို emo တို့ပေါ့ခက်စားတဲ့အခြေအနေဒါကတော့ကျွန်တော်ဒီဘက် Asian ဘက်မှာတော့တော်တော်ပေါက်တယ်ပေါ့နော် emo တို့ပန့်လို့ကတော်တော်ပေါက်ပန့်ကတော့တကဘာလုံးပေါက်တာ emo ကတော့ပို့ Asian ဘက်မှာပို့ပေါက်တာပေါ့နော်ဆိုတော့ emo emo fashion လေးဆိုလဲကျွန်တော်တို့ကဝတ်ရတာပဲလေအရင်တော့ကျွန်တော်တို့ခေတ်ကလည်း emo ပဲရှိတာပေါ့ဆိုတော့အဲ့လိုစပင်ဆိုလဲအဲ့လိုတချမ်းဆောင်အဲ့လိုမျိုး emo ကေပေါ့ဗျာပြောရမယ်ဆိုအဲ့လိုမျိုးလေးဝတ်ရတာဆိုတော့ဟိုအဲ့လိုမျိုးစပင်ထားရတာဆိုလူငယ်တွေကလည်းလုပ်ဆရာဒါပဲရှိတာလေဆိုတော့အဲယောက်ျားလေးပူဆိုးတာပေါ့စပင်ပဲအဓိကလုပ်ဆရာရှိတာဆိုတော့အဲ့ခေတ်ခါတော့လည်းအဲ့ခေတ်ခါရောက်နော်အများကြီးလိုက်လုပ်တာမျိုးလေးဆိုတော့ တွေ့ရတယ်ဝမ်းသာကျွန်တော်ကိုကျွန်တော်တော့ဥဆောင်သူလို့တော့မခံစားပါဘူးဗျဟိုဟောကျွန်တော်လုံနိုင်တဲ့လောက်လုပ်တယ်အာခါလီကျတော့လေကိုလုတ်တဲ့အရာနဲ့ဟိုခင်းနေကိုင်ကြီးမှုရှိသွားတယ်ပေါ့နော်ခါလီကျတော့လေကိုင်ကြီးမှုမရှိဘူးပေါ့ဆိုတော့အဲ့လိုမျိုးပဲခံစားပါတယ်ဟိုဥဆောင်ပြီးတော့မလို့ဗါဒါပေမဲ့စပင်ကတော့ငငယ်တုန်းကတည်းကကျွန်တော်ကចောင်းចောင်းသားဘွားမှာတည်းဟိုပါစပင်ဆိုရင်အယောင်ဆိုးရတာကိုခြိုက်တာလေ ိုတော့အဲ့လိုငယ်ငယ်လေးရတယ်အเจ้าမှာသွားရင်အเจ้าဆရာမကြီးယုံကလည်းအများနဲ့ခေါ်ခင်စပင်းအရှိမထားအောင်အเจ้าမှာဆိုရင်ကျွန်တော်တို့ကအဆိုးအเจ้าဘူးဆိုတော့စပင်းရှင်မထားရဘူးစပင်းဆေးမဆိုးရဘူးဒါပေမဲ့ကိုးဆိုးတာပဲကိုးထားတာဆရာမကြီးကလည်းတွေ့ရင်အဲ့လိုပေါ့စပင်းနေပါရီဆိုလဲညှက်ခိုင်းတာပေါ့နောက်ပြီးတော့စပင်းဆိုလဲပြန်ဆိုးခိုင်းတာပေါ့ဆိုတော့ဒါမဲ့လည်းနောက်နေ့ကျတော့လည်းဟိုမသိချင်အောင်ဆောင်ပြီးတော့ပြေးလိုက်တာဆရာမကြီးတွေ့တော့လည်းဖတ်ပြရတာပေါ့အဲ့လိုမျိုးတွေပေါ့နော် ဟုတ်တယ်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 ဒီနားမှာအလိုဆွဲတာရယ်ပိုင်းလို့တယ်အဲ့ဒါကတော့ဟိုပါပေါ့အဲ့ခေအခါရရပေါ့နော်အဲ့လိုမျိုးចောင်းသွားရရင်ပျော်တယ်ပေါ့နော်နေမကောင်းဖြစ်ရင်တော့ចောင်းသွားခြင်းပဲအင်းကမေးရចောင်းမသွားပါနဲ့လားပြောရင်တော့မဟုတ်ဘူးចောင်းသွားတယ်ဘာလို့ဆိုចောင်းမှာအဲ့အချိန်လေးပဲတကယ်ချင်းနဲ့တွေ့ရတယ်တကယ်ချင်းနဲ့ပျော်ရတယ်အဲ့လိုမျိုးကြိုက်တာလေဆိုတော့ ကျောင်းကတော့တအားပျော်တယ်အဲ့လိုအဆိုးတယ်ဆိုတာကတော့အဲ့လိုကျောင်းထဲမှာအဲ့လိုပေါ့ဝေလာဝါလာလို့တော့လေဆရာမကြီးကတော့သိကြည့်လို့မရဘူးပေါ့ဗျာဒါကတော့အဲဘယ်ကျောင်းသားမဆိုပါဘူးဆရာမကြီးကတော့အဲ့လေမျက်စိစံပေါ်မွေးစုတာပေါ့ဒါမှမဟုတ်လေကျွန်တော်တော့လုပ်တာလို့ဆိုတော့အဲ့လိုပြောအမှတ်တရရအောင်အများကြီးကျောင်းသားဘွားတော့ရံပျော်စရာကောင်းခဲ့ပါတယ်ကျွန်တော်